င်္ဂလာပါကျွန်တော်တို့မြန်မာနိုင်ငံမှာအသက်16နှစ်အောက်ကလေးတငယ်တွေဟာမြန်မာနိုင်ငံရဲ့2014ခုနှစ်တကောင်စင်းအစဉ်ခံစာရတုံဆက်နေရခိုင်နှုန်းရှိပါတယ်ဒီကလေးတငယ်တွေဟာ talent လို့ခေါ်တဲ့ကိုပိုင်ရည်ရွှင်းတွေကိုပိုင်အစွမ်းစားတွေဟာရှိစမြဲပါအဲ့ရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တရှိတဲ့တင်အကြီးစီရဲ့ဒီတစ်ပတ်ရုပ်တံဆောင်မကဏ္ဍအနေနဲ့တင်ဆက်ပေးမှာတော့မြန်မာတန်စင်စစ်စစ်တွေကိုစိုက်နှက်တက်ပြီးပိုင်နေစွာတည်ဆုံနိုင်တဲ့ကလေးမတစ်ယောက်အကြောင်းပဲဖြစ်ပါတယ် စားပါလို့အသားကိုမြို့ကြောင်းပေးမိကြိုက်ပါလေလေပြည့်ရွှေဘူးမြို့တော်မြောက်စီကကြောင်းရေပုံပါလို့မကူနိုင်အလွေတို့ရောင်မထိုးချောင်းယူကမိုင်မမလေးငယ်နင်းစီကိုင်းနင်းစီကိုင်း တစိစာမောင်ကရလေးကုနိုင်ရဲ့လေးမင်းနဲ့မရမမြင်မလို့လည်းဖြစ်ပါရဲ့ရှင်။သမီးရဲ့အတက်ကတော့ခု7နှစ်ပြည့်တော့ပါပါရှင်။သမီးရရွှေမကိုပိုင်တက်တန်းကြောင့်မတက်ရောက်နေပါရှင်။အော်တက်တမရရှင်။မြမကီတာတန်းစင်လို့လည်းကြိုက်ပါရှင်။ပြီးတော့မြမရွေးရင်ရှင်မထိတ်သိမ်းနေနေပါတော့ အမျိုးဆိုတာပါရှင်ကြိုက်လေကြိုက်ပါရှင်အဲ့ဒါလည်းဆိုတော့ရေခေါ့ဟာသမီးတို့မိသားစုက9ယောက်ရှိပါရှင်အမအဖေနဲ့အမေနဲ့အမတယောက်ရှိပါရှင်မောင်လေးတယောက်ရှိပါရှင်အဖေမင်းရဲ့နှမယောက်ကြောင့်မွေးပါအမေနှမယောက်တော်လည်းလဲခိုင်ပါအမနှမယောက်မဆုမွန်လဲပါမောင်လေးနှမယောက်မောင်နိုင်မုန်းခိုင်ပါအာသမီးကကြောက်တော်မုန်းနေမှာနေပါရှင်သမီးက နထောင်စကနတောပဲပလိုက်မှာပထမရခဲ့ပါတယ်။အာဇာနည်နေ့တော့လည်းပထမရခဲ့ပါရှင်။ရောဘဇောအစရပြီပေါ်တော့မှလည်းပြန်ပြပါရှင်။ဒုတိယဆွေရခဲ့ပါရှင်။အောင်မြေကြော်ကြားတဲ့နိုင်ငံကျော်ဆိုရဖြစ်စင်ပါရှင်။တမမအေးပါရှင်။တမမအေးပြီးတော့တွင်တိတိန်တန်ပါရှင်။သူတို့လည်းသင်ဆောင်မယ်ဆိုရင်တော့အရန်ဝမ်းသာပြပါပါရှင်။ တမရသူတို့လိုလည်းအားကြရတယ်ပြစသူတို့လိုဖြစ်စင်တော့ကြတော့သူတို့လိုမျိုးစူးစမ်းပြီးတော့အရန်ပြောင်းမိမှာပါရှင်အတန်နာရဆိုအတန်ပြန်မူရပါရှင်အတန်ဒါအတန်နာပေးပြီးစကားမပြောရအစင်တရားရှိခဲ့ပါရှင်နာကိရတချင်းသူမချနာပြောပြရှင်ပါရှင်သူမချနာဟိုက မြဝရမကြီးဥစားရေးလို့လဲတိုင်မတ်လို့လဲရပါတယ်။အိုလွန်ပြေရေးရလို့လဲတတ်မှတ်လို့ရပါတယ်။မြဝရမကြီးဥစားရေးလို့တတ်မှတ်လို့ရတယ်လဲခံယူလို့မရပါရှင်။ဘာလို့လဲဆိုအိုလွန်ပြေရေးရလို့လဲတတ်မှတ်လို့ရပါပါလို့ဆိုအရင်ခေတ်မြဝရမကြီးဥစားရဲ့ခေတ်တုန်းကပါနော်။မျက်စောပြရဲ့ဆွဲတော်တွေမပေါ်သေးပါနော်။အမျိုးစနေမင်းလက်ထက်အိုလွန်ပြေတို့ရဲ့ခေတ်ကြမှာအမျိုးဆွဲတော်တွေပေါ်လာပြီးမျက်စောပြရဲ့ဆွဲတော်နဲ့ပေါ့နော်။ မျိုးမိပြီးတော့ဒီတခြင်းလေးရတာပါဆက်တာပြည့်ချက်ခြုံလာလဲဆောင်ပါဆက်တွန်တတင်းတန်ဆိုတာတွန်တတင်းတန်ဆိုတာပါရှင်ဒီတာတွန်တတင်းတန်မှာတင်ပါရှင်အခြင်းလေးကိုကြိုက်တယ်ဘာလို့ကြိုက်လဲဆိုတော့ तू ကသူ့စစ်သူဘောနော်စားရတိမှာလွမ်းပြီးတော့ ခြုံရွာနေနေပေါ့နော်ပေးလိုက်စင်တယ်အဲ့လိုမျိုးစားရတည်ပေါ့နော်အဲ့ဒါလေးမျိုးချက်တော့ကလေးလေးကအရန်တော့ပြန်မက်ကိုကင်းနေဆက် နေချာလဲစပါကိုယ့်ရဲ့ယဉ်ကျေးမှုလည်းဖြစ်တယ်ပေါ့နော်ခေအဆက်ဆက်ပေါ့နော်ထိတဲ့လားယဉ်ကျေးမှုကတမီးတို့ခေကြမှာမပြောက်ွယ်ဘူးပါပဲကိုယ့်ရဲ့ယဉ်ကျေးမှုမလို့ပါရှင်ကိုယ့်နိုင်ငံတိုင်းမှာအဲ့လိုမျိုးကိုယ့်လူမျိုးပေါ့နော်ကိုယ့်ဘာသာအဲ့လိုမျိုးယဉ်ကျေးမှုဆက်ဆက်တင်းတင်းလား လေးကဟိုသူတို့ကြောင်းဒီလေးရှိတယ်လေဟွာပါလဲပုံထုံပုံထုံသူကြောင်းမှနေတော့အမှကြိုင်ပွဲလေးလို့တဲ့ခါကျတော့ဒီအိမ်ကအန်ဒီပေါ့နော်ကျွန်တော်မိမအမှသွားပြီးတော့ကလေးကကလေးလေးကမဆိုးဘူးလေတော်တယ်အဲ့ဒါဆိုရင်ကလေးကိုပြုစုပြောင်းထောင်ပေးပါဦးနဲ့ဆိုတာအေးခေါ်လာကြည့်လေဆိုတော့တကယ်လည်းတော်နံတွေ့တယ်အဲ့ဒါနဲ့ပဲအဲ့ရနေစလားစကြည့်တော့သူမမျိုးတင်ပါ ့ခုနလည်းကလေးလည်းဟိုနဲ့ဖတ်တင်တော့ပြောတယ်ကျွန်တော်တို့ဟိုဂီတာဓမားတွေတော့နာဟိုသူရင်းနေပါတယ်ဝသနာလင်္ကာဆိုတဲ့အပိုင်းလေးနဲ့တောတာလင်္ကာဆိုတဲ့အပိုင်းလေးနှစ်ပိုင်းပေါ့နော်ဝသနာလင်္ကာဆိုတာတော့ဟိုအတီးမပါအဆိုတက်တက်တစ်ချိန်အကျိုးပဲအဲတစ်ချိန်ကနေရတာတော့ဒီပါတဲ့ဟာလေးအဲ့ဒါတော့တောတာလင်္ကာလို့ဆိုရဲအဲ့ဒီနှစ်ပိုင်းကိုတင်ပါတယ်တကယ်ဆိုအဲ့ဝသနာလင်္ကာဆိုတဲ့အဲ့ဒီဟာတွေကတော့ ဟိုအဆိုးမပါတဲ့အတိမပါတဲ့ဟာတွေခုနက AI လူတာအန်ဂျင်အေဂျင်စသဖြင့်လေအဲ့ဒါတွေဒါတွေကလည်းကြားဘူးရောတော့ပဲတချို့တွေကလည်းရှိပါတယ်ကိုမသိဘူးဘာဘာမှမသိတဲ့ခုခေတ်ကပို့ဆိုးသွားပါခုနကခုနမဟာဂီတာဆိုတဲ့ဟိုကျွန်တော်ငယ်တုန်းကဆရာတွေကပြောတယ်ဗျတချင်းကြီးပေါ့နော်တချင်းကြီးမဟာဂီတာတချင်းကြီးခုက တချင်းကြီးဆိုတာဘယ်လိုဆိုတော့တော်တော်ဟိုဒေါ်မမအေးလို့ဆိုတဲ့ဟိုကာလာဘောကျွန်တော်တို့ခေါ်ဆိုတဲ့ကာလာဘောတချင်းကိုပဲကလေးတွေတချင်းကြီးလောက်ပဲအဲအဲ့လိုပတ်ယူရအဲ့လိုအမတ်တွေပါအကုန်လွဲကုန်တော့ဗျာဟောအဲ့ဒါကြောင့်မို့လဲကလေးကိုကြကြနနတမီလေးအဲ့တော့သူ့ကိုလည်းမြှောက်ပေးရတယ်ဗောတမီအဲ့တော့ဟိုဘဘတင်ရိုးကုန်ရတဲ့ခါမှာတမီရဲ့တနိုင်ငံလုံးမှာပြိုင်မရှိ ကလေးကဟိုပါရမီရှင်လေးလို့လေသူကအသက်ကြီးရတယ်မင်းငငယ်လေးပဲဆက်တဲ့နေကြော်လေးပဲရှိရှိတယ်ငငယ်လေးပါဒါပေမဲ့သူကကျွန်တော်အမြင်ပေါ့နော်ကျွန်တော်လည်းဟိုဟိုတာရကြာလာပါပြီလေဂီတနဲ့လုံလထွေးလာလို့လားဟိုအနည်း30 40လောက်ရှိပါပြီသူအဲ့အသက်ရနေမှာဒီကလေးမျိုးကတော့ကျွန်တော်မတွေ့ဘူးသေးဘူးအဲမတွေ့ဘူးသေးဘူး ဒီကတော့ဘဘအတင်တဲ့ခါမှာစူဟန်စူပေါ့ဘောတော့ဘဘအစားပေးပါတယ်။အန်တီကတော့ပုံပွင့်လည်းမျိုးပါရဲ့အန်တီကခံစားမှုကိုဦးစားပေးပါတယ်။ဒါကြောင့်ဒီပြီးခဲ့တဲ့အာဇာနည်ပွဲမှာဆိုရင်ဆက်စိတ်အမြင့်ဆုံးဖြစ်တဲ့နော်ဇူလိုင်16မှာမိုးရွာတယ်။ကျွန်မလည်းမိုးနဲ့အတူငိုရတယ်ဆိုတဲ့အပိုက်ကိုအန်တီကိုယ်တိုင်ညည်ရကြပြတော့မှသူ့ကိုဆိုပြပါတယ်။ ူသမီးလေးလည်းအဲ့ဒီနေရာမှာတကယ်ငိုရမယ်တကယ်မျက်ရည်ကျရမယ်ဒါဟာတကယ်ငိုစရာကောင်းတဲ့အဖြစ်ပဲဖြစ်တယ်ဆိုတော့ feeling ခံစားမှုပေါ့ပေါ့နော်အန်ဒီကအဲ့ဒါလိုတချင်းနေမှာပေါ့သူ့ကိုခံစားချက်ထည့်ပြီးတော့ဆိုပြစေတယ်ဆိုလဲဆိုခိုင်းတယ်အန်ဒီကလည်းဆိုပြပေးတယ်အဲ့ဒီအတွက်ဒီပွဲကျင်းပတဲ့အခါမှာညကျင်းပတဲ့အချိန်မှာတော့ဒီသမီးလေးတကယ်မျက်ရည်ကျတယ် ချင်းတိုင်းတချင်းတိုင်းကမြန်မာတချင်းတွေမှာစကလုံးတိုင်းမှာအဓိပ္ပာယ်ရှိပါတယ်။အရန်လဲကျေပြန့်နေပေါ့နော်။ဟိုအရန်ကျေပြန့်ပြီးအဓိပ္ပာယ်ရှိတဲ့အခါမှာအဲ့ဒီအဓိပ္ပာယ်ကိုအန်တီတို့ကဒီခံစားချက်နဲ့ပေါ့သရုပ်ဖော်ရတယ်။ခံစားချက်ဒီစာသားလေးကိုဒီစကလုံးလေးကိုခံစားချက်နဲ့သရုပ်ဖော်တဲ့အခါမှာအမူရာရောနော်သူ့ရဲ့ဒီဆိုဟန်ဆိုပေါ့အတန်မှန်သွားလို့ရှင်အမူရာမှန်သွားတယ်။အဲ့ဒီအတွေ ခုနသားတို့မိတဲ့နော်လေချောင်းအထာသူမျက်နာအထာသူအလုံးကအလိုလိုပါလာတာပါဥပမာဘရောင်လန်းတခြင်းကိုဆိုမယ်ဆိုပါစို့ဘရောင်လန်းဟာသူတယောက်တည်းနော်တလွင်လွင်ကျွေးနေတဲ့နော်ဒီဘရောင်လန်းလေးကိုသူတယောက်တည်းရှောက်ရတာဖြစ်တယ်ဒီအတွက်သူကပျော်ပြီးဆိုလို့လည်းမရဘူးသူတယောက်တည်းဆိုတဲ့ဘဝတဲ့ဘဝကြီးမှာသူတယောက်တည်းအထီးကျန်ပြီးတော့ချစ်သူနဲ့ဝေးပြီးသူကဆိုရတာဖြစ်တဲ့အတွက်ဒီခံစားမှုတွေအကုန်လုံးကိုသူခံစားပြီးတော့မှာ နားလေပြီးတော့မှသူကဆိုရမှာဖြစ်တယ်ဒါကြောင့်အန်ဒီကတချင်းတပုတ်ဆိုရင်ဘဘကဆိုဟန်ဆိုပေါက်တဲ့အန်ဒီကကျတော့တမိဒီစာသားလေးရဲ့အဒီအဓိပ္ပာယ်ဖြစ်တယ်နော်အဲ့တော့ဒီလိုလေးခံစားရမယ်ဒီလိုလေးခံစားပြီးမှဆိုပါအဲ့တော့မခံစားကလေးဆိုတဲ့အခါကျတော့သူနားမလည်သေးတာတွေအများကြီးပေါ့နော်သို့တော့နားမလည်သေးတဲ့အခါမှာအန်ဒီကဘာလို့လဲဆိုတော့သူရှိရနေမှဒီလိုခံစားတယ်ဒီလိုလုပ်မယ်ဒီလိုဒီလိုဒီအတန်ရအောင်ဆိုရင်ဒီလိုအမှုရဖြစ်တယ် ုမြင်ခဲ့ပြီးလိုက်လို့ပါပဲမြမနှစင်စစ်စစ်တွေကိုပိုင်နိုင်စွာတည်ဆူထားတဲ့ကောင်မလေးတယောက်ရဲ့သူ့ရဲ့ဘဝသူ့ရဲ့အိမ်မက်သူ့ရဲ့မျှော်လင့်ချက်တွေကိုဘယ်လိုပုံဖော်မလဲဆိုတာကိုတော့ဆက်လက်ပြီးတော့ကျွန်တော်တို့တွေစောင့်ကြည့်အောင်ပါပဲဖြစ်ပါတယ်တေရှာကတော့သူဟာမြမတန်စင်တွေရဲ့နာကက်မှာလင်းလက်လာမဲ့တောက်ပလာမဲ့ကျေပွင့်တပွင့်ဖြစ်မှာကိုတော့မလွဲပါဘူးကျွန်တော်တင်ဆက်သူကိုဆောင်ပါ